တန်အေကဩစတီးယားအနောက်ပိုင်းကသူ့အိမ်ရန်နဲ့မိုက်ကယ်ရုဆူတို့အိမ်ကအခန်းကြားမှာလူလာခောက်တော့နေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကသူ့ကိုလိုနီထဲမှာနေတဲ့သူတွေတဲကထူးကျွန်းသူတွေကိုအင်္ဂလန်ခေါ်ကအင်္ဂလိပ်စာသင်ပေးပြီးဒီတီရှာမှုပြုတတ်ပါတယ်။မတန်အေကို1932ခုနှစ်မှာဒီတီရှာကရွေးခဲ့တာပါ။အင်္ဂလန်ကပြန်တော့ အရင်တွေကိုအင်္ဂလိပ်စာသင်ပေးခွင့်ရခဲ့ပါတယ်။သူကသူ့မိသားစုအကြောင်းပြောလို့မရှိတာမို့သူ့ဖေဟာတက္ကသိုလ်မှာမြန်မာစာသင်နေဆရာဖြစ်ပြီးသူဟာမောင်ငယ်တယောက်ရှိကြောင်းလောက်သာကျမတို့သိပါတယ်။သူကမှချိန်ထားတဲ့ပကြီကားကြောင့်လည်းမြမပြီကသူ့ဘဝကို ကျမတို့ခန့်မှန်းမြင်ရောက်နိုင်ခဲ့ကြပါတယ်။မြမပကြီကျော်တဦးရဲ့လက်ရ သူ့ပုံသူကအသက်ဝင်လှပါတယ်။ အဲ့ဒီချိန်ကသူ့မှာသပင်ရှိကြီးနဲ့မြမဆန်ဆန်ဝတ်ပြီးပန်းတွေအလဲကျမ်းပြင်ပေါ်မှာထိုင်နေတဲ့ပုံကတိတ်အသက်ဝင်ပါတယ်ပုံထဲမှာ သူ့ဟန်ပန်ကသူ့ဘဝအနာဂတ်ကိုတွေးနေပုံပါသူ့လို့အကြောင်းကျမကတိတ်မသိပင်မဲ့မြမပြီမှာဘီလက်ပြန်ဆိုပြီးသူ့ကိုခေါ်ကြတာနဲ့နမဲကျော်အဆိုတော်ဖြစ်ခဲ့တာကိုတော့သိပါတယ်သူ့ဥတန်နဲ့အင်္ဂလိပ်စာကောင်းပုံတွေက မြမာပြည်အတွက်အဖို့တန်လာတာပါဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့သူကနယူးဒီလီမှာရှိတဲ့အတန်လွင့်ဌာနတစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်အဲ့ဒီအတန်လွင့်ဌာနကဂျပန်သိမ်းပိုက်ထားတဲ့နေရာတွေမှာဂျပန်တပ်တွေအကြောင်းအသိပေးထားတာတွေကိုထုတ်လွှင့်ရပါတယ်စစ်ကြီးပြီးတော့သူကဆန်ဖရန်စစ္စကိုကိုသွားခါကုလသမဂ္ဂမှာအလုံးမဝင်ခင် VOA မှာအလုပ်လုပ်ခဲ့သေးတယ်တူပါတယ် 1948ခုနှစ်ဇန်နဝါရီမှာဘူဂျောအောင်ဆန်းရဲ့အဖွဲ့လန်ဒန်ကိုလာပြီးဗီတီရှားနိုင်ရေးဝန်ချုပ်ကာလီမန်အတလီနဲ့မြန်မာလွတ်လပ်ရေးအတွက်စာချုပ်လာချုပ်ကြတော့မတန်အီကလည်းလန်ဒန်မှာရှိနေခဲ့ပါတယ်။သူနဲ့သူ့တငယ်ချင်းကဂျိုဂျုတ်တိုတဲခိုတဲ့ဟိုတယ်ကို သွားတွေ့ခဲ့တာပါ။အန်တီမတန်အီကသူ့အနေနဲ့ပင်ပန်းနေတဲ့ဘူဂျုတ်ကို မြန်မာသချင်းတွေနဲ့ဖျော်ဖြေပေးခြင်းခဲ့တယ်လို့ကျမကိုပြောပြပူပါတယ်။နှုတ်ဆက်ပွဲမှာတော့ပုံချုပ်မှာမိသားစုအတွက်လက်ဆောင်ပစ္စည်းသွားဝယ်ဖို့အချိန်ရှိတော့ဘူးလို့တွေးမိတာမို့သူကဝယ်ပေးဖို့တာဝန်ယူလိုက်ပါတော့တယ်။သူကအသက်တစ်နှစ်ခွဲအရွယ်စုအတွက်အဲ့ဒီချိန်ကအင်္ဂလန်မှာခေတ်စားနေတဲ့ ကော်ဘတ်ရုပ်လေးတရုပ်ဝယ်ပေးလိုက်ပါတယ်။အဲ့ဒီရုပ်လေးဟာအန်တီနန်ဆုလို့ခြားကပထမဆုံးဆက်ဆက်မှုပါပဲ။အဲ့ဒီရုပ်လေးကိုနှစ်တော်ကြကြအထိဆုကအမျက်တလို့ထိမ့်သိမ့်ပြေးပိုက်ထားကြောင်းသိရတဲ့အခါမှာတော့အန်တီကတိတ်ကိုစိတ်လှုပ်ရှားခဲ့ပါတယ်။လန်ဒန်မှာရှိတဲ့မြန်မာတချို့ကတော့အန်တီအနေနဲ့ပူချုံပေါ်မှာလေးစားတာထပ်ဖို့တဲ့စိတ်နေထားမျိုးရှိခဲ့လို့ဆုကို ချင်းနေကြောင်းအတင်းပြောတာမျိုးရှိခဲ့ပေမဲ့ဘသူကမှတော့ဘာရည်လို့အတိအကျမသိကြပါဘူး1950ခုနှစ်မှာ မတန်အေးကကုလသမဂ္ဂရဲ့ဝန်ထမ်းဖြစ်လာပါတယ်စိန့်ဟုတ်ကောလိပ်ကျောင်းဒုတိယနှစ်နှွေမှာတော့စုဟာမိခင်ရှိရာအိန္ဒိယကိုမပြန်ပဲအယ်ဂျီးရီးယားမှာ ကုလသမဂ္ဂဆက်ဆံရေးဌာနဖွင့်ဖို့တာဝန်နဲ့ရောက်နေတဲ့ NDC ကို အလဲသွားခဲ့ပါတယ်။အဒီတုံးကအေဂျီယာနိုင်ငံတည်တည်ထောင်ဖို့စိတ်တကြနေတဲ့လူငယ်တွေဟာစစ်ပီးဒုက္ခတွေတွေကိုကယ်တင်တဲ့စခန်းတွေမှာလှုပ်အားပေးနေကြတာမို့သူကလည်းလှုပ်အားသွားပေးခဲ့ပါတယ်။နယူးယောက်မှာတော့အန်တီဟာသူ့ထက်အသက်အများကြီးငယ်တဲ့အော်စတီယန်တယောက်နဲ့မေတ္တာမျှခဲ့ပါဗါတယ်။အဲ့ဒီလူက ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်နေသူပါ။အိန္ဒိယမှာရှိတဲ့ကြားတွေကိုတပ်ပုံရိုက်သူ ကျွမ်းကျင်ပညာရှိရလဲဖြစ်ခဲ့ပုံပါသူကဩစတီးယားအနောက်ပိုင်းကနေအိမ်ကို ကျမအလဲသွားခဲ့တော့ကတော့အန်ဒီကသူ့အမျိုးသားရိုက်ထားခဲ့တဲ့ကြားပုံအယ်ဘမ်ကိုပြခဲ့ဖူးပါတယ်တကယ်တော့အသက်60ဝန်းကျင်အမျိုးသမီးတယောက်ကခင်ပွန်းတဲ့ကိုလွမ်းနေသေးတဲ့အကြောင်းသိရတာတော့ကျမကိုစိတ်ထိတ်ကြိုက်စေပါတယ်အဲ့ဒီအမျိုးသားကအန်တီကိုပြစ်ပြီး သူထန်ငယ်တဲ့ဩစတီးယားအမျိုးသမီးလေးနဲ့လက်ထပ်သွားခဲ့တာပါ။သူနဲ့အတူအောက်စဖို့မှာနေထိုင်ခဲ့တဲ့ကာလတွေမှာအန်တီမက်တန်အေးရဲ့အိမ်နောက်ရေးပြဿနာဖြစ်ခဲ့ပုံပါပဲ။သူကအဲ့ဒီလူဟာအန်တီကိုစောက်ရှောက်မှမဟုတ်ပါဘူး။ဒါကြောင့်အန်တီနောက်ဆုံးအချိန်တွေမှာကျမကပဲစောက်ရှောက်မှာပါလို့ပြောခဲ့ပူပါတဲ့။အန်ဒီကတော့သူ့သဘောထားကြီးမှုကိုအပြုံးမပြတ်ပြခဲ့နိုင်ပါတယ် အဲ့ဒီလူနဲ့သူနောက်မိန်းမကတော့သူတို့အိမ်သားမှပဲနေပြီးအန်တီစီကိုတောင်မကြမကြာလာလေခဲ့ပြန်ပါတယ်အဲ့ဒီလူရဲ့မိသားစုတက်ပုံကိုကြည့်ရင်အန်တီကကျမကိုဆောက်ရှောက်နေတယ်လို့ပေါ့လေလို့ပြောခဲ့ပူပါတယ်ကျမရဲ့ယထာကဩစတြီးယားရဲ့ဖရခရစ်ဘူဒာယုံမှာယက်တော့အသက်40ဝန်းကျင်အရရှိရှိပင်ပင်ပပအမျိုးသမီးကလာကြည့်ပြီးရှင်ကအိုစုကတော်နော်လို့ မေးပါတယ်။သူကအန်တီအမျိုးသားဝါနာရဲ့နောက်မိန်းမပါပဲ။အန်တီကလာမကြိုနိုင်လို့သူက လာအကြိုခိုင်းခဲ့တာပါတဲ့။ကျမလည်းမိုက်ကယ်ပြောခဲ့တဲ့စကားတခုကိုသတိရမိပါတယ်။နိုရီကိုရဲ့အန်တီကတော့ ကုခင်ပွန်ရဲ့နောက်မိန်းမနဲ့အဆင်ပြေအောင်နေနိုင်တယ်လို့သိအံ့ဩဖို့ကောင်းတာပဲတဲ့။ဒီတက်အံ့ဩဖို့ကောင်းတာက အန်တီနေခဲ့တဲ့အခန်းကသုံးပါးမှာဖြစ်ပြီး အိမ်မေမရဲ့မိဘတွေကဒီအဆောက်အဦမှာပဲပထမတတ်မှာနေကြတာပါသူတို့ကမနှက်တိုင်းအန်တီစီလာပြီးဈေးဝယ်စရင်လာမှတ်ကြသလိုအန်တီဘန်စရင်ကိုလည်းသူတို့ကပဲ ထိမ့်သိမ့်ကင်တွယ်ပေးကြပါတယ်သူတို့အသက်တွေကအန်တီထက်အများကြီးငယ်ကြပါတယ်ကျမဖြင့်ဒီလိုဆက်ဆံရေးပုံစံမျိုးကိုဘလို့မှတွေးကြည့်လို့မရခဲ့ပါဘူး ဲ့ဒီချိန်မှာအလက်ဇန္ဒားကအန်တီစီလာလဲချိန်ဖြစ်နေတာမို့ကျမလည်းသူ့အတွက်ဆူရှီလုပ်ပေးဖို့ဖြစ်လာပါတယ်ကျမလည်းဈေးသွားပြီးပစုံတို့ငါတို့သွားဝဲပါတယ်အန်တီကကျမမစားဘူးလေကျမအစားဝါနာရဲ့သားကိုပေးလိုက်ပါလို့ဆိုပါတယ်ဝါနာရဲ့သားကဝါနာနဲ့ချွတ်ဆွတူပါတယ်ကျမလည်းအန်တီရဲ့ဝါနာပေါ်အချစ်တွေကိုတွေးလိုက်ရတာပါပဲ။ စူနေရင်အကျေကျုပ်ကြနေခိုက်တဲ့ချိန်မှာတော့အသေးမာတဲ့အန်တီမတ်တန်အေးဟာနိုရီကိုရဲ့ကျမကပင်လယ်မှာမွေးပြီး တောင်ပေါ်မှာတည်မာလေးလို့ဖုံးဆက်ပြီးပြောလာပါတယ်သူ့ကိုကြည်ရတာအားနယ်လို့နေပါပြီစူစာသူ့ရဲ့နောက်ဆုံးနေ့တွေမှာသူ့ကိုစောင့်ရှောက်မယ်လို့ကျမကဆုံးဖြတ်ခဲ့ပါတယ်ဒါနဲ့ပဲကျမကဇူးရစ်မှာတညအိတ်ဒီမှာအော်စတီးယားမြို့ကလေးစီရက်သားနဲ့ထွက်လာခဲ့တော့တာပါ တလန်းလုံးနဲ့အန်တီအတွက်စုတွေတောင်းနေခဲ့တာပေါ့အန်တီကတော့သူ့အိမ်ကန်တဲ့ရောက်တာနဲ့သူခင်ပွန်ဟောင်းရဲ့ဓပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲရင်ွေးချမ်းလေးပါလေးနဲ့တော့အဲ့မခံသေးပါဘူးသူ့မိဖို့ကြောင့်လည်းလိုက်ပြီးသူ့ကိုကူညီဖို့ကြိုးစားပြန်တော့လည်းအခုမခံပါဘူးဒါကျမအိမ်လေးဒီအိမ်မှာဘာကိုမဆိုကျမဘာသာပဲလုပ်တယ်အဲ့ဒါကျမရဲ့စီကံပေါ့စီကံဟာစီကံပဲလေး ်လို့အန်တီကထောသားတကြီးပြောခဲ့ပါတယ်။ကျမလည်းဖုန်းထဲကသူ့စကားတွေကို ပြန်တွေးပြီးနားမလည်နိုင်အောင်ပါပဲ။သူကနေမကောင်းဖြစ်နေတယ်ထင်လို့ကျမကသူ့ရှေ့ရကို အရောက်လာခဲ့တာလေ။ခုတော့သူက သူ့ဘာသာအလုံးကိုတတ်နိုင်နေပုံပါ။ဒီတော့မှသူကနိုရီကိုရင်ရှင်လာလေတဲ့ချိန်ကအကောင်းဆုံးအချိန်ပဲဇွန်လဆိုတာရာသီဥတုအကောင်းဆုံးအချိန်ပေါ်လို့ပြောပါတော့တယ် NDT ခင်းတဲ့ညစာကတော့မြမထမင်းဘီယနာဝတ်ဦးချောင်းနဲ့အတုပ်ပါပဲအသက်60ဝန်းကျင်ဆိုပေမဲ့သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ဒီခင်းပြင်ဆင်တာပုံက အကောင်းလွန်နေပါတယ်ဖျောင်းနိုင်မီအောင်မှာကျမတို့ကရေဖန်ခွက်ချင်ထိပ်ပြီးညတာစားပွဲကိုစတင်လိုက်ပါတယ်ကျမကဝတ်ဦးချောင်းကိုကြိုက်တော့အန်တီကသဘောကျပါတယ် နိုရီကိုကဝတ်ဥချောင်းကြိုက်တော့ကောင်းတယ်။ဩစတြေးလျကဝတ်တာသိစားတာလို့ပြောပါတယ်။အဲ့ဒီနောက်တော့ကျမကိုညစာကြွေတိုင်းဗီယက်နာဝတ်ဥချောင်းပါလာတော့တာပါပဲ။တကယ်တော့ဇွန်လမှာရာသီဥတုအကောင်းဆုံးသာဆိုတယ်။နင်းတွေကတော့အပ်တောင်တန်းထိတ်မှရှိနေတော့ပါ။ အန်ဒီကအပြင်ထွက်ဖို့ဒုက္ခပါမှရတာကြောင့်အပြင်ထွက်လို့မရှိပါဘူးဒီတော့ဒေတာကန်တွေနဲ့လည်းမခင်နိုင်ဖြစ်ရပါတယ်ပြီးတော့ဒေတာကန်တွေဂျာမန်လိုပဲပြောကြတာကိုအန်ဒီကအင်္ဂလိပ်လိုနဲ့ပြင်သစ်လိုကျွမ်းပြင်မဲ့ဂျာမန်လိုတော့တိတ်မကျွမ်းပါဘူးဒီတော့အန်ဒီဟာဝါနာရဲ့နောက်မိမနဲ့သူမိဘတွေရဲ့အကူအညီမပါပဲရက်တီလို့မလွယ်ပါဘူးအဲ့ဒီအဆောက်အအုံမှာနေတဲ့သူဆရာဝန်ကတော့ အန်တီရဲ့တဦးတည်းသောမိတ်ဆွေပါပဲအန်တီဟာကဘာမှာခုံယူွယ်အသက်မွေးအလုပ်တွေလုပ်ခဲ့တယ်ဆိုပေမဲ့သူ့ဘဝကတော့အထူးကြံစည်နေပါတယ်သူကအဲ့ဒီအထူးကြံဘဝကို စာဖတ်ပြီးတော့ပဲဖြတ်တန်းတာပါ သူစာကြည့်ကြတဲ့ကစာအုပ်စင်မှာတော့အမေရိကန်နဲ့အင်္ဂလိပ်စာပေဆိုင်ရာစာအုပ်တွေအများကြီးရှိပါတယ်။အဲ့ဒီအချိန်ကတော့အန်တီကတင်သစ်တော်လန်ရေးဆိုင်ရာစာအုပ်တွေပြန်ဖတ်နေခဲ့တာပါ။ သူကတော်လှန်ရေးတစ်ခုစတဲ့အခါလူမှုရေးအခြေအနေကိုထပ်ပြီးသိကျင်လာလို့ဖတ်နေတာလို့ပြောပါတယ်။သူ့ရဲ့အခန်းတစ်ခန်းထဲမှာတော့မြန်မာလုံခြုံရေးကိုစင်နဲ့တင်ထားပါတယ်။သူပဲနေရာပဲရောက်နေနေဒီလုံခြုံရေးကိုတည်သွားပြီးမြန်မာပြည်ကိုရောက်နေတယ်လို့ခံစားပုံပါပဲ။လုံခြုံရေးအများကြီးပဲနော်လို့ကျမကပြောတော့အန်တီကကျမတေရဲ့အဲ့ပစ္စည်းတွေအလုံးဟာစူးတွက်ပဲလी လို့တုံ့ပြန်ပါတယ်။သူ့ရဲ့စုကိုချစ်တဲ့အချစ်ဟာကြီးမားလှပါတယ်။သူဟာစုအတွက်စိတ်တရေရအရရောငွေကြေးအရပါမိခင်တယောက်လို့စောင့်ရှောက်ခဲ့တာပါ။သူက1989ခုနှစ်ဇူလိုင်20မှာစုနေအိမ်အကျေကျုပ်ကြပြီးနောက်ပိုင်းမိုင်ကဲကိုပါတမတ်တယောက်လိုစောက်ရှောက်ခဲ့ပါတယ်။စုတို့မိသားစုကိုလည်းသူ့မိသားစုလိုပဲစောက်ရှောက်ခဲ့တာပါ။ စုနေအိမ်အကျယ်ကျုပ်ကြပြီးတဲ့အခါအလက်ဇန္ဒားကစိတ်ဓာတ်အကြီးအကျယ်ထိခိုက်ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်က သူတို့မိသားစုဟာစုနဲ့အတူရန်ကုန်အိမ်မှာရှိနေပြီးအလက်ဇန္ဒားကအသက်16နှစ်ရှိပြီမို့နေအိမ်အကျယ်ကျုပ်ဆိုရရဲ့အထိတ်ပဲကို ကောင်းကောင်းနားလဲတယ်လို့စုရဲ့အိမ်ထဲစစ်သားတွေဝင်လာပြီးလူငယ်တွေကိုဖမ်းခေါ်သွားတဲ့မြင်ကွင်းကလည်းသူ့ကိုစိတ်ထိခိုက်စေခဲ့ပါတယ်။ကင်ကတော့ အသက်17နှစ်သားမှုတိတ်နာမလဲသေးပဲအဆောင်စစ်သားတွေနဲ့ဆော့စားတော်နေခဲ့ပါတဲ့မိုက်ကယ်ကပြန်ပြောပြခဲ့တာပါ1988ခုမတ်လမှာတော့စူဟာနေမကောင်းဖြစ်နေတဲ့သူ့အမေကို ပြုစုဖို့မြမပြည်ကို ပြန်သွားရတဲ့အခါအလက်ဇန္ဒားကအသက်15နှစ်တောင်မပြေရှာသေးပါဘူးသူကထထမြမြရှိသူ့ကိုသူ့အမေကိုလမ်းလွတ်လိုက်ရတော့မှာကိုပူပန်တတ်ခဲ့ပါတယ် ဲ့ဒီအချိန်မှာလူပြိုပေါက်ဆိုတော့မိခင်ကိုတကယ်ကိုအလိုရှိနေတဲ့အချိန်လေဖြစ်နေတာပေါ့မိုက်ကယ်ကတော့အင်္ဂလန်ကအသေးမှပြူလက်မှတ်ရပြီးစမြမသူနာပြူကလေးမတယောက်ကိုအလက်ဇန်နာကို ပြုစုပေးဖို့အတွက်ငှားခဲ့ပါသေးတယ်ဒါပေမဲ့သူက ကြည်ကြည်မတန်အေးကလွယ်ပြီးဘသူစကားကိုမှ နားမထောင်ခဲ့ပါဘူး တကယ်တော့အလက်ဇန္ဒားကငငယ်လေးကလေးကမတန်အီရဲ့စကားကိုပဲနားထောင်သူပါဂျမမမှီနေတာကသူတို့ငငယ်တုန်းကလမ်းလျှောက်ထွက်ကြတဲ့အခါမတန်အီကပဲသူ့ရဲ့လက်ကိုကင်ပြီးရှောက်ခဲ့တာပါအဲ့ဒီနှစ်မှာပဲဂျမကအန်တီမတန်အီစီအလဲသွားပြစ်ခဲ့ပါတယ်သူ့ရဲ့မွေးစားအမေလိုဖြစ်နေတဲ့နောက်တစ်ယောက်ကအင်္ဂလိပ်လူမျိုးလေဒီပက်ထရီရှာဂေါ့ပူပါ သူကလည်းကျမရှိနေတဲ့အချိန်အန်တီစီလာလဲပါတဲ့သူကအန်တီကိုဩစတြီးယားမှာတယောက်ထဲထားခဲ့လို့မဖြစ်နိုင်ဘူးလို့ဆုံးဖြတ်ခဲ့ပါတဲ့ဒီလိုနဲ့အော့စပို့မှာတကြီးရွယ်အိုတွေကိုစောက်ရှောက်ပေးတဲ့ခီဟာတစ်ခုကိုရှာပြီးအန်တီကို ပြောင်းနေစီဖို့စီစဉ်ရပါတယ်အန်တီကလည်းသူ့အနေနဲ့ကအဲ့ရပေါ်မှာပဲနေနေရတဲ့အနေထားမရောက်ခင်မှာအော့စပို့ကိုပြောင်းသွားဖို့ဆုံးဖြတ်ပါတယ် အရိကေဟာမှာရေချိုကအိမ်သာတွဲလျက်အိတ်ခမ်းတခမ်းရဲ့မိဖို့ကြောင့်ပါတဲ့အိမ်ခမ်းတခမ်းရဲ့ပါတဲ့အခန်းကျဲတစ်ခုကိုတလပေါင်း800ပေးရပါတယ်။အရိကေဟာမှာစာကြည့်တိုက်ကောင်းကောင်းရှိသလိုရုပ်ရှင်ယုံလိုတီရီတာအသေးလေးလည်းရှိပါတယ်။ဧည့်သည်လာရင်တဲလို့ရတဲ့အခန်းလေးရှိပါတယ်။ ကြိုမာထားလို့ရတဲ့အစားတောက်ဌာနလည်းရှိပါတယ်။ဂီဟာမှာ24နှစ်ကြီးလုံခြုံရေးစနစ်လည်းရှိတာပေါ့စိတ်အေးရမယ့်နေရာပေါ့ဒီလိုနဲ့အသက်60အရွယ်အန်တီမတ်တန်အေးဟာဩစတီးယားကနေသူတစ်တာတွေထဲမှာအမြဲတင်းထားတတ်တဲ့ဓပုံများရဲ့ပိုင်ရှင်စုနေခဲ့ဘူးတဲ့အောက်စဖို့ကို အပီးတိုင်ကြောင်းရွှေ့လာခဲ့ပါတော့တယ်။2008ခုနှစ်အသက်69နှစ်အရွယ်သူကွယ်လွန်တဲ့အထိ အန်တီကအောက်စဖို့မှာနေခဲ့တာပါဂေဟာမှာနေစဉ်အန်တီတခုခုဖြစ်တာနဲ့ဂေဟာအုတ်ချုပ်ရည်မှုက လေဒီကောဘူးကို ဖုံးဆက်ပြောပါတော့တဲ့အဲ့ဒီအခါသူကိုယ်တိုင်က အသက်80ရှိနေပြီဖြစ်တဲ့ပတ်ခါနန်ဒန်ကနေအောက်စဖို့ကိုကားကိုယ်တိုင်ပေါင်းပြီးအန်တီကို သွားတီးခဲ့ပါတယ်ကျမဘဝတလျှောက်မှာပတ်ကလို့ကျမကခေါ်တဲ့လေဒီကောဘူးလို့ ကျင်ညာတတ်ပြီးခင်မင်စရာကောင်းတဲ့အင်္ဂလိပ်အမျိုးသမီးမျိုးမတွေ့ဘူးပါဘူး။အန်တီကသူ့ရဲ့နောက်ဆုံးချိန်တွေကိုစုငဲ့မိုက်ကယ်ရဲ့ပတ်ဝန်းကျင်ကလူတွေကြားထဲမှာကုံဆုံးစေခဲ့တာပါ။